ဖီဒရစ်ချက်တဲ့7က fiber optics နဲ့ပတ်သက်တဲ့ပုံစံလေးရဲ့အကြောင်းနည်းနည်းဆွေးနွေးကြည့်ပါမယ်။ Core and optical fiber optical fiber အလင်းဖန်ပြင်တစ်ခုရဲ့အတွင်းဥတိုင်းက has a refractive index of 1.53ရှာညုံကိန်းတက်သမတ်အုပ်ချုပ်ရှိတဲ့အလင်းပေါက်ပစ္စည်းတစ်ခုဖြစ်တယ်။ The refractive index of the cladding is 1.5 in ga akada ga refractive index ya nyon gain tiga tama nga be timing cha kai ne the maximum angle at this zone top for which the light rays incident on the end of the fiber rod fiber ye awa ga ဝင်လာမဲ့အကြီးဆုံးထောက်ကိုရှာခိုင်းတယ်။အဲ့ဒီအကြီးဆုံးထောက်ဆိုတာဘယ်လိုထောက်မျိုးလဲ? to occur to the internal reflection to the code to cladding interface ဒီကဝင်လာတဲ့အလင်းတန်းသည်အခဲရောက်တဲ့အခါမှာ code နဲ့ cladding interface မှာ total internal reflection ဖြစ်ရမယ်အဲ့ဒါလို့ဖြစ်ဖို့အတွက်ဝင်လာတဲ့ကြောင်ရဲ့အကြီးဆုံးတန်ဖိုးကိုစာခိုင်းအဲ့တော့ဒီပု္ပ္ပာမှာဒီနေရာကလေးကကြောင်ကို IC မဟုတ်ဘူးအားဖြစ်ရမယ်လို့ယူဆတယ်တကယ်လို့သာ အနီရောင်ရွေးဆေးမပါဘူးအပြာရောင်ရွေးနဲ့ပဲထားတယ်ဆိုရင်တော့မှန်ပါတယ်ဒါပေမဲ့အလင်းဖျက်မြင်တစ်ခုရဲ့ VOD အရ maximum angle of incidence ဆိုတာဘာကို ပြောတာလဲဆိုရင်ခိုးနဲ့ cladding မှာ critical angle ဖြစ်တဲ့ကောင်ကိုပြောတာ maximum angle of incidence ကိုရှာတဲ့အချိန်မှာကိုးကနေပြီးတော့ cladding ကိုသွားရိုက်မဲ့တောင်းသည် IC နဲ့ပဲတွက်ပြီးတော့ရှာရတယ်အဲ့ဒါအလင်းဖန်မြင်ရဲ့ TOD ပါအခြေဆုံးထောက်ထည့်နေသွားလို့ဒီဘက်ချမ်းမှာတူတဲ့ internet reflection စက်တိုက်ဖြစ်နေတာကတိစ္ဆာ TOD အရ maximum angle of incidence ဘုံမဟုတ် maximum accepted angle ဆိုတာကိုကြားတဲ့အချိန်မှာတော့ဒီနေရာမှာ critical angle ပဲဖြစ်ရမယ် အလင်းတန်းကအပေါ်ကပဲလာလာအောက်ကပဲလာလာဘယ်လိုလာလာအပေါ်ကလာရင်ဒီနေရာမှာ critical angle ချရာအောက်ကလာရင်ဒီနေရာမှာ critical angle ချရာမဆွဲရမှာတစ်ခုပဲနားလည်စေဖို့အတွက်နှစ်ခုဆွဲပြအောက်က i tech ကြီးလို့မရဘူး i tech ကြီးသွားရင်ဒီမှာကြီးရင်ဒီမှာလည်းကြီးမယ်ဒီဘက်မှာဘာဖြစ်သွားမလဲဆိုတော့ critical angle ထက်ငယ်သွားမယ် ဲ့ဒါဆိုရင် internal reflection လည်းဖြစ်မယ် refreshing လည်းဖြစ်သွားမယ်အပြင်လည်းထွက်သွားမယ်အပြင်လည်းထွက်ပြီဆိုရင်ဒါက signal ကြီးဆုံးရှုံးသွားပြီအဲ့ဒါလို့မဖြစ်ရဘူးဒီနေရာမှာ critical angle ပဲဖြစ်ရမယ်အလင်းတန်းဒီလေထဲကနေပြီးတော့ခိုးကိုဝင်မယ်ပြီးရင်ခိုးကနေမှဆင့်ခိုး cladding interface မှာ critical angle ရှာရမယ်ပြထားချက်တွေမှာ refractive index of cool ကို n1 လို့ထားတယ် 1.63 reflected index of the cladding ကို entry လို့ထားတယ်ဒါက Q ရဲ့အမှတ်တကယ်ဖြစ်တယ် maximum angle of incidence အရင်ကိုကြောင်းပုံကဒီနေရာမှာပိုက်ပုံကြီးမဆွဲတော့ဘူး cross section အလဲတက်တက်ကိုဖြတ်ပြီးတော့မြင်ရမယ့်ပုံကိုပဲဆွဲထားတယ်မြင်ရတစ်ခုဆွဲရင်ရပြီနှစ်ခုဆွဲပြထားတယ်ဆိုတာဘယ်ကလာလာဒီလိုပြရမယ်ဆိုတော့ဒီစီကျွန်တော်ပါ the angle of incidence i at o is maximum ဟိုမှာရှိတဲ့ angle of incidence ဒီ maximum ဖြစ်တဲ့ when the angle of incidence d is ic ဒီမှာသွားရိုက်တဲ့ angle of incidence ဒီပါပြရမလဲ critical angle ပြ critical angle ဖြေရမယ်ဆိုတာ maximum acceptance angle ကိုဖြာတဲ့ theory ဖြစ်တယ် ဲ့တော့အဲ့ဒီ IC အတွက်ကိုရေးတဲ့အခါမှာတက်တလို့ရေးလို့ရတယ်။မှတ်ရလွယ်တဲ့ခေါင်းကိုပဲရေးလိုက်တယ် N1 size IC N1 ရဲ့ N1 ထဲမှာရှိတဲ့တောင်းရင် N1 size IC N2 ရဲ့ N2 ရဲ့ဒီဘက်က N2 ထဲမှာရှိတဲ့တောင်းရင် N1 size IC is equal to N2 size 90 degree ဒါက snare law ရဲ့ပုံစံပါပဲအဲ့တော့ sin 90 degree က1ဒါက1ဖြစ်သွားပြီဆိုတော့

sin i is equal to n1 sin r အဲ့တော့ sin r ကို cos ic လို့ရေးလို့ရတယ်။ဘာကြောင့်လဲကျွန်တော်တို့ကြည့်အောင်။ဒါက r ဒါက ic သူတို့နှစ်ခုဒီထောက်မှန်ဖြည့်ဘက်ဒီဖြစ်တယ်။ထောက်မှန်ဖြည့်ဘက်ဒီရဲ့ sin တန်ဖိုးနဲ့ cos တန်ဖိုးကဒီကြတယ်။ဥပမာဆိုပါစို့ sin 30 degree ဆိုရင် calculator မှာနှိပ်ကြည့်လိုက်ဘယ်လောက်တွေ့မလဲဆိုတော့ 0.5တွေ့မယ်အဲ့ဒီတိုင်းပဲ cos 60 degree ကလည်း0.5ပဲဆိုတာတွေ့မယ်တခြားတောင်းတွေလည်းချာကြည့်လို့ရအဲ့တော့ sin တောင်းတစ်ခုနဲ့အဲ့ဒီတောင်းရဲ့တောင်းမှန်ဖြစ်ဘက်ကို cos ရှာတာနဲ့ဒီတန်ဖိုးအတူတူပဲဒါကြောင့် sin r နေရာမှာဘာလို့ရေးလိုက်မလဲဆိုတော့ cos ic လို့ရေးလိုက် sin r နေရာမှာ cos ic အဲ့ရနေမှာ cos IC ရေးတယ်။ဘာကြောင့်လဲ sin R သည် sin 90 IC နဲ့ညီတယ် cos IC နဲ့ညီတယ်။ cos IC ကို sin ဖြစ်အောင်တွားမယ်။ဘာကြောင့် sin ဖြစ်အောင်တွားလဲဟိုအပေါ်မှာ sin ထားရလို့ i squared plus cos squared θ က1နဲ့ညီတယ်။အဲ့ဒါဆိုရင် cos IC က square root of 1 minus square root of 1 minus sin squared IC နဲ့